မြမတန်ယုံမှာ password တန်တိုးတယ်တိုးတော့မြမတန်ယုံကနေပြီးတော့ password အစ်စ်ကိုကိုယ့်အိမ်ကိုပို့လိုက်တယ်ဒါပေမဲ့ကိုကအိမ်မှာမရှိတာတော့အိမ်ပြောင်းလာတော့ကြောင့်ပေါ့လေအဲ့ဒီ password အစ်စ်ကိုလက်ခံမရနိုင်ဘူးမြင်လားပါဒီမှာကျွန်တော်ဇုံးလေးမှာဒီနေ့တော့ပေါ့လေအဲမြမတန်ယုံကနေပြီးတော့ password အစ်စ်ပို့ပေးလိုက်တယ်ကိုကအိမ်မှာမရှိဘူးအိမ်လေးစားပြောင်းသွားတယ်သူကြောင့်ပေါ့လေဒီ password ကိုကိုလက်ခံမရမရယူနိုင်ဘူးပေါ့လေ ဲ့လိုလူပေါင်းအယောက်ပေါင်း89ယောက်ရှိတယ်ဆိုပြီးတော့ပေါ့လေဒီမှာတန်ရင်ကလုံးခဲ့တဲ့၄ရက်ကပေါ့လေသူရဲ့ Facebook စာမျက်နှာမှာတင်ထားတယ်အဲ့လိုလူတွေကဘယ်လိုလုပ်ရမလဲဆိုတာကိုပြောသွားမယ်ဒါဂျပန်နဲ့တဆိုင်တဲ့ကိစ္စဖြစ်တယ်ပေါ့လေဂျပန်ကမြန်မာတန်ရင်ကိုအဲ့ကိစ္စပဲဖြစ်ပါတယ်ဟုတ်ပြီဒီလူတွေကပေါ့လေ အရင်ဆုံးအဲလီတာပတ် plus ဆိုတဲ့အနီအောင်စာအိတ်ဒီလိုနဲ့အိတ်ဝယ်မယ်ဒီလိုနဲ့အိတ်ဝယ်ဝယ်ပြီးတော့အိတ်မှာမြန်မာ embassy ဆိုပြီးတော့မလို့မြန်မာတန်ရုံးလိမ့်စာအပြည့်အစုံရေးပြီးတော့မြန်မာ embassy လို့ထည့်ပြီးတော့ဖုန်းနံပါတ်ထည့်ပြီးတော့အဲ့ဒါတအိတ်နောက်တစ်ကောင်လေကိုပြန်ပို့စီခြင်းနဲ့ကိုရဲ့လိမ့်စာကိုပြန်ပို့ခြင်းနဲ့လိမ့်စာအပြည့်အစုံကိုရေးပြီးတော့နောက်တအိတ်အိုင်နာအိတ်အိုင်နာအိတ်ကိုအရင်ဆုံးစီစဉ်စီစဉ်ပြီးရင် ဒီအိတ်မြန်မာတန်ရုံမြန်မာအမ်ဘစီလို့ရေးထားတဲ့အိတ်ထဲကိုဒီအိတ်ဒီအိတ်ထဲရေးထဲမြန်မာတန်ရုံကကိုပြန်ပို့ပွေပို့ပေးဖို့အတွက်ဒီအိတ်ကိုထဲအင်းဆိုင်ရဲ့အဲဆိုင်ရဲ့အတွက်ဒီရမှာအဲဒီကျွန်တော်ရေးထားတဲ့အတိုင်းနဲ့ရေးပြလိုက်အစဉ်ပြေးလိမ့်မယ်ဒီတို့တန်မကြီးမြန်မာတန်ရုံတို့ပြုံမြို့ပေါ့လေတပီရဆွေးရင်းလေအကြောင်းရနိုင်ငံကြီးလက်မှတ်အားပြန်လည်ပို့ပေးပါလေ အဲကျွန်တော်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 လို့ရရမှာစာလုံးပေါင်းပါပါနော်ကျွန်တော်ဒါမှမဟုတ်ဂျမပေါ့လေအဲဘလူးပေါ့လေနာမည်ပြည့်စုံကြီးပြီးတော့နိုင်ငံကူးလက်မှတ်အမှတ်ဘလောက်ဒီစာတိုင်းမှာပြပိုးခဲ့ဒီနိုင်ငံကူးလက်မှတ်အစ်အားလက်ခံမရရှိဖြစ်ပါသဖြင့်ပြန်လည်ပြပိုးပါရန်လေးစားစွာတောင်းဆိုအပ်ပါသည်လေးစားစွာပြည့်စုံပြီးလက်မှတ်ထိုးပြီးမိမိနိုင်အဲ့လိုစာရပြည့်ပါတွေးထည့်ပေးလိုက်တာကောင်းတယ်အဲ့ဒါနံပါတ်1အဲ့တော့တော့ပေါ့လေ နံပါတ်3ကစာအိတ်ရောက်တဲ့နေ့ကိုပို့လိုက်တဲ့စာအိတ်ကပို့လိုက်တဲ့ဒီလီတာပတ်ကမြန်မာတန်ရုံကြီးရောက်တဲ့နေ့မှာဒါမှမဟုတ်ရောက်ပြီးတရက်နေ့ရနေမှာပေါ့ဒီမြန်မာတန်ရုံကိုပုံဆက်မယ်နေ့လေတနင်္ဂနွေနေ့3နိုင်အတွင်းပေါ့ဒီအဲဂျာရက်ဒီနေ့လေတနင်္ဂနွေ3နိုင်အတွင်းမှာပုံဆက်ပြီးတော့အဲကျွန်တော်စာအိတ်ပို့လိုက်ပါတယ်အဲကျွန်တော်စာအိတ်ပို့လိုက်ပါတယ်ရပြီလားအဲကျွန်တော်ဘတ်ကိုအစ်ကိုကျွန်တော်ပြန်ပို့ပေးပါပြန်ပို့ပေးပါခင်ဗျာကျွန်တော်လက်ခံမရရှိနိုင်ရေတစ်ပြည့်ပြန်ပြန်ပို့ပေးပါခင်ဗျာဆိုပြီးတော့ ဖုန်းဆက်ပြီးလည်းပြောဖုန်းဆက်ပြီးလည်းပြောညီမတန်ရောကဖုန်းမကိုက်တာတော်များတယ်အဲ့တော့စူးစမ်းပြီးဖုန်းကိုတကွန်ကွန်ဆက်မှရဖုန်းကိုတကွန်ကွန်ဆက်ပြီးတော့မှအဲကိုပို့ပေးတဲ့အကြောင်းပြောမှညီမတန်ရောကလူတွေကိုပြန်ပို့ပေးပါမပြောသေးသေးပြန်မပို့ပြောပါပြန်ပို့ဟုတ်ကဲ့ပါအဲကြားရပါလေအဲနောက်တစ်ပစ္စည်းကိုစာမှုနဲ့ပေးရပါလေအဲ password တက်တန်းတိုးတာပါလေစာလိုက်ကတစ်ဆင့်တိုးတဲ့စာတွေလည်းအဲစာရေးဆက်ဆံစီစဉ်ပေးတဲ့ဝန်ဆောင်မှုနဲ့ပေးပါလေ えー、かけ诶，家己先识别了，诶，双日子你哋都系接住啲嘛咧，はい。